ဩစတြေးလျမှာမြေရှားတပ်တုဒူးဖော်ထုတ်လုပ်ရေးအတွက်အမေရိကန်နဲ့ဩစတြေးလျအစိုးရတွေကြားသဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အောက်တိုဘာ20ရက်နေ့ကအိမ်ဖြူတော်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘန်နီစ်ကိုလက်ခံတွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်တချို့ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်တွေထဲမှာတော့ခေတ်သစ်နည်းပညာမြင့်ကုန်ထုတ်လုပ်ငန်းတွေအတွက် အထူးလိုအပ်တဲ့သတ္တုတွေတူးဖော်ရေးနဲ့ကာကွယ်ရေးကဏ္ဍတွေလည်းပါဝင်ခဲ့တယ်လို့ Albanese ကပြောပါတယ်။မြေရှားသတ္တုဈေးကွက်ကိုထိန်းချုပ်ထားတဲ့တရုတ်အပေါ်တံပြန်ဖို့ကြိုးစားနေတဲ့ Trump အတွက်တော့ Australia နဲ့ရရှိခဲ့တဲ့သဘောတူညီမှုကအရေးပါတဲ့ခြေလှမ်းတစ်ခုလို့သတ်မှတ်နိုင်ပါတယ်။မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေးဆိုင်ရာသဘောတူညီချက်ရဲ့စာချုပ်တံပိုးကဒေါ်လာ၈.၅ဘီလီယံဘိုးလောက်ရှိတယ်လို့ Albanese ကပြောကြားခဲ့ပါတယ်။ပြီးတော့မြေရှားသတ္တုစည်ရင်းဝင် Gallium ဓာတ်တတူတန့်စင်ထုတ်လုပ်ရေးစက်ရုံတစ်ခုကိုလည်းအနောက်ဩစတြေးလျပြည်နယ်မှာလဲပတ်စေဖို့နှစ်နိုင်ငံညှိနှိုင်းသဘောတူခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ Trump ကဩစတြေးလျအတွက် American ရဲ့ nuclear စွမ်းအင်သုံးတိုက်ခိုက်ရေးရင်ငုတ်သင်္ဘောတွေရောင်းချပေးမယ်ကိစ္စကိုလည်းအခိုင်အမာကတိပြုခဲ့ပါတယ်။အဲ့ဒီရင်ငုတ်တင်ပေါ်တွေကနိုင်ငံရဲ့ကမ်းလွန်ရေပြင်မှာပိုပြီးအင်အားချဲ့ထွင်လာနေတဲ့တရုတ်ကိုတံပြန်ဖို့ဩစတြေးလျအတွက်အထူးတလဲလိုအပ်နေပါတယ်။ဩစတြေးလျမှာ2ဖော်ထုတ်လုပ်မှုမရှိသေးတဲ့ ဓာတ်တတုတယံဇာတတိုက်တွေအရန်ကျွဲဝပါတယ်အဲ့ဒါတွေကိုထိထိရောက်ရောက်ထုတ်လုံနိုင်မယ်ဆိုရင်ကမ္ဘာမြေရှားတတုဈေးကွက်ကိုတရုတ်ရဲ့လက်ဝဲကြီးအုပ်ထားနိုင်စွမ်းရောကြသွားစေမယ်လို့ယူဆကြောင်း Albanese ကဆိုပါတယ်မြေရှားတတုတွေကခေတ်သစ်နည်းပညာမြင့် electronic ပစ္စည်းတွေစစ်လက်နက်တွေထုတ်လုပ်ရမှာမရှိမဖြစ်လိုအပ်တဲ့ကုန်ချမ်းပါတရုတ်ကကမ္ဘာတလွှမ်းမှာမြေရှားတတုထုတ်လုပ်မှု80ရာခိုင်နှုန်းလောက်နဲ့တန်ဆင်မှု90ရာခိုင်နှုန်းလောက်ကိုချုပ်ကင်ထားပါတယ် ထရမ့်ကတရုတ်အပေါ်ကုန်သွယ်ရေးအရာဖိအားပေးခြင်းပေမဲ့အဲ့ဒီအခြေအနေကိုညှိနှိုင်းယူဖို့မြေရှားတတုကတရုတ်ရဲ့ဟွက်ဖဲဖြစ်နေပါတယ်။ American Australia သဘောတူညီမှုအရလာမယ့်6လတာအတွင်းနှစ်နိုင်ငံစလုံးမှာမြေရှားတတုတူဖို့ရင်းနဲ့တန်းစီရေးဆိုင်ရာလုပ်ငန်းတွေအတွက်နှစ်နိုင်ငံပေါင်းကနဦးဒေါ်လာ3ဘီလီယံလောက်မြှုပ်နှံသွားမယ်လို့သိရပါတယ်။ Australia မှာမြေရှားတတုစည်ရင်းဝင်တတုရိုင်းတွေပေါ်ပေါ်များများထွက်ပေမဲ့လုပ်ငန်းသုံးအဆင့်တန်းစီပြီးတဲ့အခြေအနေထိရောက်ဖို့ဆိုရင်တော့ American လိုပဲ တရုတ်ပေါ်ညှိခိုထားရဆဲဖြစ်ပါရဲ့ရှင်